မင်္ဂလာပါဗျပြောစရာလေးရှိလို့တက်လာတာအဲအခုနောက်ပိုင်းကျွန်တော်ကအခု Facebook မှာကျွန်တော် ban ခံထားတယ်ပေါ့နော် ban ခံထားတယ်ဆိုတော့ကျွန်တော်ကအဲဂုံးကြော်ဒရာပေါ်ကောင်မလေးခုံချရတဲ့ post ကိုကျွန်တော် share လိုက်တာနဲ့ပတ်သက်ကျွန်တော် suicide နဲ့ bully ကိုအားပေးပါတယ်ဆိုပြီးတော့ကျွန်တော်က ban ခံထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကိုပြင်ဆင်နေရလေးရှိတယ်ဒါပေမဲ့ Facebook မှာနည်းနည်းဖုံထနေရလေးကျွန်တော်တွေ့ရပေါ့နော်ကျွန်တော်ဘာဖြစ်နေလဲဆိုတော့ comment နဲ့ reply ပြန်လို့မရ react လည်းပေးလို့မရဘူးတချို့ကောင်တွေဆိုကျွန်တော် messenger ကြီးလာဆဲကြရတယ်ပေါ့အဲ YouTube ကောင်တွေကတော့ဒီပြဿနာမရှိဘူးဒီ YouTube မှာနည်းနည်း လူနေနဲ့တန့်နေလို့ပြောပါတော့ Facebook မှာကြတော့ဘလို့ကောင်းနေရောက်နေမှန်းကိုမသိဘူး Facebook ကောင်းနေတော်တော်ဆိုးတယ်တချို့ comment တွေဆိုကျွန်တော်ဖတ်ရင်ဖတ်ရင်လည်းကျွန်တော်တွေ့တယ်ပေါ့နော်ဟိုဒီလိုပြောရင်တို့ဘောင်သွင်းနေထင်ပါဆိုလို့ကျွန်တော်တို့ဘိုင်နေနဲ့တော့တတ်မှာပြောတော့ဘူးဒါပေမဲ့ကိုကိုကိုသိမှာပါကျွန်တော်ပြောချင်တာလေတခါကျရင်ကိုညံမရှိတာလူသိတယ်ဒီလားကျွန်တော်ပြောတာရှင်းရှင်းလေးကျွန်တော်အရေးကြီးတဲ့ပတ်သက်ပြီးတင်ထားတယ်ဘေးအရာတွေကိုကျွန်တော် reference ယူထားတယ် ဘယ်ရီကိုမှီညမ်းထားနောက်မှာကြမ်းကိုးထည့်ပေးထားတယ်စာစာဖတ်တတ်တယ်မလားကျွန်တော်ဗီဒီယိုရဲ့နောက်မှာကြမ်းကိုးထည့်ပေးထားတယ်ကြမ်းကိုးဆိုတဲ့အဓိပ္ပာယ်ပြောသိလားဆိုတော့မင်းကဘယ်ထောက်ထားနေပြောရလဲမင်းအာဘော်တွေပဲရှောက်ပြောနေတယ်မင်းတိထားတာပဲပြောနေအကြီးကြီးကမရှိဘူးလို့လည်းပြောသေးတယ်မင်းကရှိတဲ့အကြောင်းကို15မိနစ်လောက်ပြောသွားတယ်ဆိုတော့ကျွန်တော်ပြောသွားတာဟုတ်ပြီအကြီးကြီးဆိုတာတကယ်မရှိခဲ့ပါဘူးအဲ့တော့ရှိတဲ့အကြောင်းလေးကိုဒါပေမဲ့တချို့ကလည်းရှိတယ်လို့ပြောတယ်အဲ့တော့ရှိတဲ့အကြောင်းလေးလည်းကျွန်တော်နည်းနည်းပြောပြမယ်ဆိုကျွန်တော်စကားပြန်ခံထားတာရောသိလားမသိဘူး ဟိုခင်ဗျားတို့အဲ့လောက်တော့စဉ်းစားတက်မယ်လို့ထင်ပါတယ်မစဉ်းစားတက်လို့လည်းလာမှန်တာပေါ့နော်ဤထားပါတော့ခင်ဗျားတို့ပြောတာနည်းနည်းဟောဖြစ်တယ်အဲ့တော့ကျွန်တော်အမျိုးတွေကတော့သိပြီးသားပေါ့နော်ဒီအမျိုးတွေတော့ကျွန်တော်ပြောတော့အခုနောက်ပိုင်းမှာနည်းနည်းဖုံထလာတဲ့ဟိုတာဇန်လေးတွေပေါ့နော်တာဇန်လေးတွေကျွန်တော်ပြောချင်တာခင်ဗျားတို့ညံမမီဘူးဆိုလို့ရှိရင်လည်းအဲ reaction တို့ဘာလို့လုတ်တဲ့ဟီဟာ page တွေပဲတွားကြပါလို့နော် ကျွန်တော်အခု knowledge sharing လုပ်ပေးနေတာ knowledge ဆိုတာခင်ဗျားတို့စာမဖတ်နိုင်လို့ခင်ဗျားတို့အဲ့ဒီဟီဟာနဲ့မဟုတ်တာဟုတ်ကတွေပဲရှောက်ကြည့်နေလို့ခင်ဗျားတို့ကျွန်တော်စာဖတ်ပြီးတော့တော့တကူးတကရှာပြီးတော့ခင်ဗျားတို့ပြောပြပေးနေတာအဲ့တော့ခင်ဗျားတို့အနေနဲ့ကအဲဘယ်လိုပြောရမလဲဟိုဒါဝေဖန်ခြင်းနဲ့လေကန်ခြင်းနဲ့ဆိုလဲခင်ဗျားတို့စာနည်းနည်းဖတ်လာခဲ့ဗျာကျွန်တော်အကိုကားနဲ့ပြန်ရှင်းပါလို့ကျွန်တော်ဖိတ်ခေါ်ထားတယ်မဟုတ်ဘူးလားကျွန်တော်ကငါ့ကိုမငင်းနဲ့ငါပြောတာအမှန်လို့ကျွန်တော်မပြောဘူးကျွန်တော်ကျွန်တော်သိတဲ့လောက်ပဲကျွန်တော်ပြောတယ်အဲ့တော့ခင်ဗျားတို့သိရင်လဲခန့်ညင်းလို့ရတယ်ဒါပေမဲ့ ခင်ဗျားတို့အကိုးကားတော့ရှိကြမယ်ကျွန်တော်လည်းအကိုးကားနဲ့ပြောတာကျွန်တော်အာပေါ်ကျွန်တော်ပြောတာမဟုတ်ဘူးเนาะဒါလေးကိုကျွန်တော်ပြောတယ်အဲနောက်တစ်ခုကဟိုးရှေ့ကဖရားတဲတဲ့ဗီဒီယိုတွေမှာလည်း comment တွေပြန်တက်လာပါတယ်ဟိုမျက်ခွက်တွေကြီးကအောက်လန်းဆရာကြီးနဲ့တူတယ်လို့ပါတော့ခင်ဗျားတို့ပြောပြမယ်အဲ့ဖရားကြီးကကျွန်တော်တို့အဲ့ scorpion တွေထွက်လာတဲ့ဖရားကြီးကအခုဌာပနာထည့်ပြီးလို့เนาะဟိုဖရားဇီးတော်ထီတော်တင်ပွဲတော်လုတ်ပြီးသွားပြီခင်ဗျားတို့အခုမှဖုံထားရနေဆိုတော့เนาะဒါလေးလည်းနည်းနည်းပါးပါးအုံနောက်ရှိရင် เนาะအဲ့လိုဝေဖန်မဲ့စာနည်းနည်းစဉ်းစားကြည့်ပေါ့ခဏခုတောင်းတင်ထားတဲ့ကိစ္စတွေလည်းအခုရောအဲ့နေရာမှာဘာဖြစ်နေပြီလဲအပြင်မှာတော့စုံစမ်းကြည့်လိုက်အောင်เนาะအလုံးနဲ့ပဲတက်တည်ပြခဲ့တဲ့အားလုံးဟိုကိုယ်ဆရာတွေကိုလည်းဘာမှလာပြီးတော့ဝေဖန်စရာအကြောင်းမရှိဘူးဆိုတော့အဓိကလူတရားကိုခင်ဗျားတို့တိုက်ခိုက်ခြင်းနဲ့ပြောခြင်းနဲ့ဆိုကိုကိုကိုပြန်စင်တာငါပစိုးချုံတွေကလက်သီးထောင်ပြနေတဲ့ကောင်ဆိုတော့ကိုကိုမမေ့နဲ့ဘာလို့ဆိုခင်ဗျားတို့ profile နဲ့အားလုံးလော့ချထားတယ်ဆိုတော့တတိရှိတယ်ဆိုလို့ရှိရင်ကျွန်တော်လိုမျိုးမျက်ခွက်တင်ပြီးတော့ကျွန်တော်လာပြောကျွန်တော်လက်ခံတယ်တတိရှိတယ်ဆိုရင်ပေါ့နော် အဲ့လိုမှမဟုတ်ဘဲနဲ့မိမလို့မိမရတဲ့ယောက်ျားကြီးတွေဖြစ်ပြီးတော့နောက်ကွယ်ကနေပြီးတော့ comment လေးလောက်နဲ့အတင်းလာမတုံနဲ့ကျွန်တော်ပြောချင်တာခင်ဗျားတို့အစင်တန်းရှိတယ်ဆိုရင်အကိုးကားနဲ့ကျွန်တော်လာရှင်းလို့ရတယ်ကျွန်တော်ပြောတဲ့ content တွေအားလုံးဒီကျွန်တော်အကိုးကားနဲ့ပြောနေတာလက်တန်းပြောနေတာမဟုတ်တလို့မျိုးအဲကျွန်တော်ဒီအရက်ပြောစကားတွေကိုဗစက်ထဲမှာလှုပ်ပြီးပြောနေတာမဟုတ်ဘူးကျွန်တော်စာအုပ်တွေအကုန်ချပြထားတယ်နော်ဆိုတော့ခင်ဗျားတို့အဲ့ဒီစာအုပ်တွေရဲ့နာမည်လေးတွေကိုသိတယ်ဆိုရင်လိုက်ရှာဝဲကြည့်ပေါ့နော်အဲ့စာအုပ်ထဲမှာကျွန်တော်ပြောတာပါပါပါရှာဖတ်ကြည့်ဆိုတော့စာဖတ်ပါလို့ပဲပြောချင်တယ်နော် စာမဖတ်ပဲနဲ့အလွယ်တကူသူများကိုဝေဖန်တာဟိုကလေးလေးတောင်လောက်တက်ပါတယ်ဗျာပြီးတော့ lambda စရိုက်လာဆဲတာမျိုးတွေနော်ရက်ွက်စရိုက်တွေလာလာဆဲတာမျိုးတွေလောက်ချင်တခြား page မှာသွားလို့ကျွန်တော် page ကကျွန်တော်ဘူးဒုတာတွေ share ပေးနေတယ်အဲ့ဒါကိုကောင်းကောင်းမွန်မွန်နားထောင်ခြင်းနဲ့လူတွေရှိတယ်ပြီးတော့ကလေးတွေရှိတယ်နော်တချို့ပြောကြပါတယ်ဗာလေခင်ဗျားရတဲ့တမိုင်းအမားတွေတင်ပြီးတော့တဲ့ဗာလေအဲမတိတဲ့မျိုးဆက်တစ်တွေကိုအစိတ်ခံနေတယ်ဟာခင်ဗျားတို့စကားလုံးကြီးကြီးကျယ်လိုက်တာဗျာ ဆိုတော့ကျွန်တော်ကအစိတ်ခက်ကျွန်တော်ကအစိတ်ခက်တယ်ဆိုရင်တော့တို့ကလာပြီးအဲ့ဒီအစိတ်ကိုလာယူအောင်ပါလေဗျာကျွန်တော်ပြောတာကိုတို့မျိုးလုံးမိတ်ယုံနေဆိုကြတဲ့ကခင်ဗျစဉ်းစားကြည့်လေဘသူကကျွန်တော်ပြောတာကိုမျိုးလုံးမိတ်ယုံပါလေကျွန်တော် entertainment အနေနဲ့တင်ဆက်နေရတယ်ဗျာခင်ဗျားတို့ကလည်းပြီးတော့ခင်ဗျားတို့ပြောပုံရဆိုဗါလေဟိုတမိုင်းကိုပြင်မိပါတို့တမိုင်းကိုပြင်တာပထဝီကိုပြင်တယ်ဆိုခင်ဗျားတို့ပညာရေးဝန်ကြီးကိုတွားပြောပါမှာကျွန်တော်ပြင်ပြောကျွန်တော်လာပြောလို့မရဘူးတော့ဒါတွေလည်းရှိသေးတယ်ခင်ဗျားတို့ကတစ်ခါကြရင်လေကိုပြစ်တယ်များပဲရောက်လို့ရောက်မယ်လည်းမသိဘူး ြောရလဲပြောကျင်သေးတယ်ညံရလဲမမီဘူးပေါ့နော်ဟိုအဲ့လိုပြောတာစိတ်တော့မရှိနဲ့စိတ်ရှိလဲမတက်နိုင်ဘူးပေါ့နော်ဟိုကိုယ့်အချိန်လေးတွေတော့ကိုယ်နည်းနည်းစဉ်းစားပေါ့ငါသူများပြောတာနားထောင်နေရတဲ့အဆင့်တန်းဆိုလို့ရှိရင်အဲ့တိုင်းလေးပဲနားထောင်လိုက်အဲ့လိုမှမဟုတ်ပဲငါမင်းပြောတာကိုမှားနေလို့ထင်နေငါမင်းကိုပြန်ညင်းနေတယ်ဆိုလဲကျွန်တော်စီကိုအကိုကားနဲ့လာညင်းငါကျွန်တော်ကြိုးဆိုတယ်စိတ်မဆိုးလာကြိုးဆိုတယ်အဲ့လိုမျိုးညင်းတာကိုလက်ခံတယ်အဲ့လိုမှမဟုတ်ရက်ကွက်လိုမျိုးတည်းမလားဟိုရက်ကွက်စီရိုက်လိုမျိုးလက်ညှိုးထိုးပြီးတော့ဆဲဆိုပြီးလာမငင်းနဲ့ကျွန်တော်တို့စကားပြောနေတာကျွန်တော်တို့အဆင့်တန်းတစ်ခုရှိတယ် တော့ခင်ဗျားတို့ဟိုကိုယ့်ဘာကိုကိုယ်ကိုယ့် level နဲ့ညီတဲ့နေရာမှာပဲသွားပြီးပျော်ပါပါလို့ကျွန်တော်ဒါလေးပြောခြင်းတယ်ပြောတော့ဒါကတော့ဟိုကိုယ့်အမျိုးတွေကိုပြောတဲ့ video လေးမဟုတ်ဘူးဆိုတာအမျိုးတွေအားလုံးသိတယ်အဲ့တော့ကျွန်တော်အထူးတလဲဘာမှမရှင်းပြတော့ဘူးအဲကိုယ့်ကိုယ်ကိုဆရာကြီးတို့ထင်တဲ့ကောင်တွေကျွန်တော်တခါကြီးပြောလိုက်မယ်ကျွန်တော်လိုမျိုး video လေးတစ်ပုတ်လောက်ဖြည်းဖြည်းမြောက်မြောက် လုတ်ပြပေး like တွေ follow တွေမလိုချင်ဘူးခင်ဗျားတို့ video လေးတစ်ပုတ်လောက်လုတ်လုတ်ပြလိုက်လုတ်ပြီးရင်ကျွန်တော်အဲ့ဒီ video ကိုကျွန်တော်လာကြည့်ပေးမယ်ကျွန်တော်ချက်ပေါက်ကဖြည်းဖြည်းလာဖို့ပြီးနော်ဆိုတော့ခင်ဗျားတို့ရေးချင်းလေးတစ်ချက်ကြည့်ကြည့်ခြင်းတယ်ဗီဒီယို editing skill လေးတွေရယ် အဲ content creation လောက်ထားတဲ့ scale လေးတွေကျွန်တော်နည်းနည်းကြည့်ချင်တယ်ဆိုတော့ဒါလေးပြောတယ်အဲနောက်ပြီးတော့တခြားဝေဖန်လေကန်ကျင်တဲ့လူတွေကိုထပ်ပြီးတော့စိန်ခေါ်လိုက်တယ်ဖိတ်ခေါ်တယ်စိန်ခေါ်တယ်ခင်ဗျားတို့အနေနဲ့ကျွန်တော်လောက်ထားတဲ့ video တွေမှားတယ်ဆိုလို့ရှိရင်တက်တေနဲ့အထောက်ထားနဲ့ခင်ဗျားတို့ကျွန်တော်လာရှင်းလို့ရတယ်ကြိုက်တဲ့ချိန်မှာရှင်းလို့ရတယ်နော်ကျွန်တော်ဘက်ကတက်တေရောတာရကရောအထောက်ထားရောကြမ်းကိုးတွေရော video တိုင်းမှာကျွန်တော်ဖော်ပြထားတယ် မကျင်နေဘူးရှင်းကျင်နေတယ်ဆိုကြိုက်တယ်လို့ရှင်းလို့ရတယ်ဆိုတော့ဒါလေးပြောတယ်နောက်တစ်ခုကကျောင်းနဲ့နဲ့ပတ်သက်ပြီးတော့ကျောင်းနဲ့ကဗုဒ္ဓဘာသာထက်ကြော်ပြီးကိုးကွယ်တာမကောင်းဘူးကျွန်တော်ကဗုဒ္ဓဘာသာထက်ကြော်ပြီးတော့ကျောင်းနဲ့ကိုကိုးကွယ်ပါလို့ကျွန်တော်ပြောခဲ့လားနည်းနည်းပါးပါးပြန်ကြည့်ကြည့်ဦးနော်အဲ့တော့ကိုစကားရှေ့ရောက်လာနောက်ရောက်လာလည်းမသိပြောကလည်းပြောချင်းသူများကိုလည်းဝေဖန်လေကန်လုပ်ချင်တယ်ကိုပြောရတာဘယ်ရောက်လို့ရောက်မှန်းလည်းမသိခင်ဗျားတို့ဖြစ်နေတယ်အဲ့ဒါလေးတစ်ခုနောက်တစ်ခုကနော် second နေပေါင်းချင်းရ ဟိုဘယ်လိုပြောရမလဲကိုမရပါဘူးပြန်ပေါင်းကြည့်ပါဦးငါတုံးရလို့ပြောရင်အဲခင်ဗျားတို့ကိုကိုတုံးတယ်လို့ဝင်ခံလိုက်တာပဲကျွန်တော်ကမပိုင်မင်းနဲ့ကျွန်တော်မလုပ်ဘူးเนาะကျွန်တော်ပေါင်းပြီးတော့မှကျွန်တော်ဗီဒီယိုလုပ်ထားတာပြန်ပေါင်းကြည့်လိုက်အောင်နည်းနည်းပါးပါးเนาะဒီခါကျတော့ကျွန်တော်အဲ့လို comment တွေကိုကျွန်တော်နောက်ပိုင်းတုံးပြန်มาတော့မဟုတ်တော့ဘူးခင်ဗျားတို့ဟိုတော်ကြနေလူရသွင်းနေထင်ပါဆိုလို့ကျွန်တော်ကတော့ ban มาပေါ့เนาะကျွန်တော်ဘန်းမှာဘန်းနေဆိုတော့ရင်မဆိုင်ရဲလို့မဟုတ်ဘူး။ဒါဆိုခင်ဗျားတို့ကအထောက်ထားလည်းမရှိဘူး။ဝေးရလည်းဝေးဖန်ခြင်းသေးတယ်၊လေးရလည်းလေးကန်ခြင်းသေးတယ်၊လူရလည်းဝင်ခြင်းသေးတယ် အဲပြီးတော့ကိုကိုရန်ကလည်းအဖြစ်မရှိဘူးအဲ့လိုလူတွေနဲ့ကျွန်တော်ဖက်လို့ပြီးစကားပြောမှာမဟုတ်အချိန်ကုန်နေเนาะအဲ့တော့ကျွန်တော်တို့က level တစ်ခုမှာ level တစ်ခုကိုနဲ့အုံနောက် level ညီတဲ့လူတွေကိုပဲ information ပေးနေတဲ့ page ဖြစ်တယ် channel ဖြစ်တယ်ခင်ဗျားတို့အုံနောက် level မှီတယ်ဆိုရင်ဝင်ကြည့်လို့ရတယ်အစင်တန်းရှိကြီးဝေဖန်လို့ရတယ်အစင်တန်းမရှိပဲရက်ွက်စရိုက်လိုမျိုးလာဆဲတာမျိုးကျွန်တော် channel မှာကျွန်တော်လက်ခံမှာမဟုတ်ဘူးတခြားနေရာမှာတွားလုပ်လို့ရတယ်ခင်ဗျားတို့ ਨੇ အုံနောက် level ညီတဲ့ဟီဟာဟာလုတ်တဲ့နေရာတွေမှာခင်ဗျားတို့သွားလုတ်လို့ရတယ်။သူများ video တွေနဲ့ reaction လုတ်တဲ့ပေါ့ပေါ့ပါပါအပေါ်သား channel တွေနော်ခင်ဗျားတို့ဘာ knowledge မှမရပဲတနေကုန်ဟီဟာနဲ့သူများကိုပတ်စံသွားပေးနေရတဲ့နေရာတွေခင်ဗျားတို့သွားပျော်ပါလို့ရတယ်။နော်ခင်ဗျားတို့မဟုတ်တဲ့ဟာတွေနေရာတွေမှာသွားပျော်လို့ရတယ်။ကျွန်တော်တို့ဒီအနှစ်တွေကိုပဲစူးစမ်းပြီးတော့လုတ်နေတဲ့ channel ဖြစ်တဲ့နေရာဖြစ်တယ်။ personal ရကျွန်တော် attack လုတ်ချင်တယ်ဆိုရင်တော့ခင်ဗျားတို့ငြိမ်ရင်နဲ့မိအောင်လုတ်လာခဲ့နော်ပြီးတော့ခင်ဗျားတို့ level ဘယ်လောက်ရှိလဲခင်ဗျားတို့ဘွဲဘယ်နှခုရထားပြီးပြီလဲ။ ခင်ဗျားတို့ level ဘယ်လောက်ရှိလဲခင်ဗျားတို့ experience ဘယ်လောက်ရှိလဲဒီအခုကျွန်တော်ဝေဖန်ခြင်းနဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးခင်ဗျားတို့ဘယ်လောက်လေ့လာထားပြီးဘယ်လောက်သိပြီးလဲအဲ့ level တခုကိုရောက်ပြီဆိုကျွန်တော်စီလာခဲ့ကျွန်တော်ကြိုးစားတယ်နော်ဆိုတော့ဝေဖန်မှုတွေကိုလက်မခံတာမဟုတ်ဘူးတိုက်ခိုက်တာကိုကြောက်တာမဟုတ်ဘူးကြိုက်တဲ့နေရာမှာကြိုက်သလိုရှင်းလို့ရတယ်နော်ဒါခင်ဗျားတို့တိုက်ခိုက်ခြင်းနဲ့ဆိုရင်ကိုယ့်ဘက်ကညံရည်လေးဖြည့်ခဲ့လို့ကျွန်တော်ပြောတာဟုတ်ပြီနော်အဲ့တော့ဝေဖန်ခြင်းနဲ့ဆိုလို့ရှိရင်အကိုးကားနဲ့လာပြီးဝေဖန်ကျွန်တော်ကြိုးစားတယ်ကျွန်တော်မားနေမားကြောင်းကျွန်တော်ဝန်ခံဖို့ဝန်မလေးဘူး ျွန်တော်ဖိမိတ်ညင်းမှာမဟုတ်ဘူးโอเคเนาะဆိုတော့အဲ့လောက်တော့ပြောမှတင့်တယ်ထင်လို့ကျွန်တော်ပြောလိုက်တာเนาะကျွန်တော်တော့ကြာနေ comment တွေ reply မပြန်တော့ခင်ဗျားတို့ကကြောက်တယ်ထင်နေပါဆိုလို့ကျွန်တော်ကကျွန်တော်ကိစ္စနဲ့ကျွန်တော် ban ခံတာလို့ခင်ဗျားတို့အဖက်မလုပ်နိုင်တာဒါလေးကိုသိဖို့ပြောတာเนาะယောက်ျားကြီးတွေတမ်းမဲ့နဲ့ပစိုးပစိုးချုံပြီးတော့လက်သီးမထောင်များနဲ့เนาะရှင်းရှင်းအကိုကားနဲ့စာအုပ်တွေကင်ပြီးဒဲလာရှင်းလို့ရတယ်ခင်မကောင်းဘူးကြာခင်ဗျားတို့အသိပြီးအာရုံမနှောင့်နဲ့ကျွန်တော်ပြောတာကိုကိုလန်းကိုအေးအေးဆေးဆေးရှောင်နေတာခင်ဗျားတို့လည်းကျွန်တော်ဘာမှလာလုပ်နေရမှာမဟုတ်ဘူး ပြောတော့ပြောလဲပြောခြင်းနဲ့ကို personal account တွေကြတော့ဗာလေ lock ခတ်ထားတယ်။နော်ဟိုတတိရှိရင်ကျွန်တော်ပြောတာအရေးချင်းရှိရှိယောက်ျားယောက်ျားပြပြတာရင်ဆိုင်လိုက်လေဗျာကျွန်တော်ပြောခြင်းလားဟုတ်တယ်မလားဆိုအခုကျွန်တော်လာပြီးတော့ comment မှာလာဗလိနေကောင်တွေကြည်လိုက်ရင်ယောက်ျားလေးတွေကြီးပဲပြီးတော့တကောင်းမှာလဲဟိုဟုတ်ဒီဘက်ဒီအဖြစ်ရှိတာမို့နောက်ပြီးတော့လူမျိုးရေးမိုင်းတွေလာမတိုင်နဲ့ကျွန်တော်မင်းတို့ဗမာလူမျိုးတွေကအရေးကြီးကိစ္စတွေကိုကျွန်တော်ဗမာလို့ခင်ဗျားတို့ထင်လားခင်ဗျားတို့အုံအောင်နေနေစဉ်းစားကြည့်ဦးကျွန်တော်ကဗမာလူမျိုးလား ပြောလဲပြောခြင်းနဲ့เนาะဖြူလားမဲလားလည်းမသိတနာရတကယ်တနာရခင်ဗျားတို့ညဉ့်ရမမီရလူကြားထဲမှာထုတ်ပြလိုက်တာပဲเนาะကိုကိုကိုညဉ့်ရှိအောင်အရင်လှုပ်လိုက်เนาะညဉ့်ရမိပြီဆိုလို့ရှိရင်ကြိုက်တဲ့ချိန်လာခဲ့ကျွန်တော်ကြိုးစုတယ်เนาะဒါမှမဟုတ်လဲဟိုညဉ့်ရမမီလဲကျွန်တော်ပြောတာလေးကိုအေးအေးဆေးဆေးနားထောင်လိုက်เนาะဆိုတော့ခင်ဗျားတို့လူသိရှင်ညာပြောတော့မှာပဲကိုကြက်မပြေတာလူသိသွားတော့တယ်အဲ့လိုမလုပ်နဲ့လို့เนาะကျွန်တော်မားနေရဆိုအကိုကားနဲ့လာထောက်ပြကျွန်တော်ကြိုးစုတယ်เนาะ စားစားတယ်တကယ်အဲ့လူတွေဆိုတော့โอเคပါဒီဗီဒီယိုလေးကတော့အဲ့ Facebook မှာ reply ပြန်လို့မရလို့เนาะကျွန်တော်အဲ့ဒီကဘယ်လိုပြောရမလဲညမမီရဲ့ကလေးလေးတွေကျွန်တော်ဗီဒီယိုလေးလုပ်ပေးလိုက်ပါတယ်ဆိုတော့โอเคပါအဲ့တော့ပြောချင်တယ်ဆိုရင်ထောက်ထားနဲ့လာခဲ့ပါကြိုးဆိုတယ်ပါဇက်စကားမပြောနဲ့ဗီဒီယိုဆုံးအောင်ကြည့်ပါဗီဒီယိုအစားလောက်ပဲကြည့်ပြီးတော့လာအဝေးဖန်ပါနဲ့ကျွန်တော်ဒီအဲအစဲတောင်းတဲ့ဗီဒီယိုတွေနဲ့အောင်မြင်ခြင်းနဲ့ကောင်းလည်းမဟုတ်သလို like တွေ share တွေလိုချင်လို့ပတ်စံရှာနေကောင်လည်းမဟုတ်ဘူး။နောက်ခင်ဗျားတို့အတွက်တန်ဖိုးရှိတယ်အကျိုးရှိတယ်ဆိုမှအဲ့ဒီဗီဒီယိုကို like ပေးပါလို့ကျွန်တော်ပြောထားတယ်။ဟောကျွန်တော်အားရရကျွန်တော် like တောင်းစားနေရကောင်မဟုတ်ဘူး။ကိုကိုရက်တူမူနဲ့ကိုအပြင်မှာရက်တည်နေတဲ့ကောင်ခင်ဗျားတို့သိအောင်ပြောပြတာ။အဲ့တော့နော်။ဟောဒီအမေဆိုရင်ကျွန်တော်အမျိုးတွေကတော့ဘာမှပြောရမလို့ဘာမှထွေထူးပြောရမလို့အမျိုးတွေကတော့အခုနောက်ပိုင်းမှာမတော့တစ်ခေါက်ကျွန်တော်တို့တိလာပြီးတော့မှမနေ့တနေ့ကမှလာမန်းတဲ့ကောင်တွေကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့တုံ့ပြန်လိုက်ပါတယ်။အဲ့တော့ဒါပထမဆုံးနဲ့နောက်ဆုံးဖြစ်ပြရသေးတယ်လို့နော်။ ခင်ဗျားတို့ကျွန်တော်နောက်ပိုင်းအဖက်လုံးမှာမဟုတ်တော့ဘူးကျွန်တော်မြင်သားနဲ့တန်းဘလို့တော့မှာပြောချင်ရင်အကိုကားနဲ့ပြောဆဲတာဆိုတာကျွန်တော် channel မှာလက်မခံပါတခါရဲပြောပါရယ်နော်လက်ဥချီတာမျိုးတွေတွေ့ပါနော်ဟိုကတာဇန်တွေတော့မဟုတ်ပါဘူးကိုမျိုးတွေစိတ်နောက်ချက်ဖြစ်သွားရင်ကျွန်တော်ဒီနေရာနေပဲတောက်ပါမယ်โอเคအဲ့တော့ယောက်ျားပြပြသားလာပါနော်